အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ရော်ဖြစ်ပါ2025ခုနှစ်မတ်လ30ရက်တနင်္ဂနွေနေ့မနေ့ခင်းပါတော့ကပ္ပစဆက်ယုံလေးထုတ်လုပ်မှုရပ်ဆိုင်သွားရတဲ့အကြောင်းနဲ့နေပြည်တော်ကောင်စီနယ်မြေမှာပျက်စီးဆုံးရှုံးမှုများကိုဖတ်ကြားတင်ပြသွားမှာဖြစ်ပါတယ်စကိုင်းငလင်ကြောင့်နေပြည်တော်စစ်ကောင်စီစစ်ယုံချုပ်အပါဝင်တိုင်းစစ်ဌာနချုပ်ယုံအမှတ်85ခြေနေတက်ရင်ရွာတော်တဲခုကြီးစခန်းနဲ့အမှတ်1 တက်မတော်ဆေးရုံကြီးခရင်တထောင်လိုလဲထိခိုက်ပျက်စီးကြပါတယ်အမှတ်85ခြေလင်တိုင်ကပျက်စီးမှုအများဆုံးဖြစ်ပါလိမ့်မယ်စစ်တိုင်းမှုလုံသူချက်ချင်းလာကြည့်ရပါတယ်အမှတ်85ခြေလင်တိုင်ကိုပြင်မနာသားတွေကတော့ကြည့်ကြပါတယ်မိဘပြည်သူတွေတိအောင်ပြောရမယ်ဆိုရင်ရန်ကုန်ဘက်ကလာရင်ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှမ်းကန်နားမှာမြင်းစည်းရုပ်ရှိပါတယ်အဲ့ဒီမြင်းစည်းရုပ်ပြီးရင်တန်တရာဒူလေးရဲ့ဘေးမှာကက်လျက်တည်ရှိတာဖြစ်ပါတယ် ဆလာ65တပ်ဖေးနာကညဝရီပန်းအုတ်တိုင်းလဲပြိုကျထားတာကိုတွေ့ရပါတယ်။ချက်ပြေးတိရတာကသဲဗျူအခြေဆိုင်အမှတ်6စစ်စင်ရေးကိုကဲမှုဌာနချုပ်ရစရာမရှိအောင်ပြိုကျပျက်စီးပါတယ်။အမှတ်1တက်မတော်ဆေးရုံကြီးဂရင်းတထောင်မှာဆေးပတ်သီးတောင်ပြက်လက်တဲ့အထိလူနာအရေအတွက်များပြားပါတယ်။မင်းအွန်လိုင်းရဲ့ကိုရံတော်တက်အမှတ်305ချင်းမြန်တက်ရဲ့အစာဦးပြိုကျပြီးလူသေးဆုံးမှုရှိပါတယ်။ စိုးဝင်းရဲ့ကိုရံတော်တက်ဖြစ်တဲ့အမတ်85ချင်းတင်တက်ရင်ကတော့ on the spot မက်ဆီ6ရောက်ဖြစ်ပြီးပေါ်ကနှစီလိုက်နဲ့စေယုံပို့ထားပါတယ်အမတ်နဲ့မော်တော်ယာဉ်တက်ရင်ကတော့ခံရရနဲ့တေဆုံးအယောက်20လို့သိရပါတယ်အစေးပြအခမ်းအနားအတွင်းစီးလုံခြုံရေးယူထားတဲ့အမတ်85ချင်းတင်တက်ရင်ဟာဂျမန်လေးမနေ့7:15မိနစ်မှာတက်ကအပြည့်စီးတွေရှင်းလင်းဖယ်ရှားဖို့ပြန်လည်ရောက်ရှိလာနေပြီဖြစ်ပါတယ် နေပြည်တော်စီပင်ဝန်ထမ်းအင်အားပြည့်စည်ပေမဲ့ဘေလူကြီးမှလာရောက်ကြည့်ရှုခြင်းမရှိဘူးလို့နမ်စီရီယန်ဝန်ထမ်းတွေကဆိုပါတယ်။ရွှေနသာအင်အားကတော့တာမန်ပြည့်စည်မှုသာရှိပါတယ်။အင်းရင်းဇင်းနာကဝန်ထမ်းအင်အားမြင်ကြီးတဲ့လုံးဝပျောက်သွားပြီးဝန်ထမ်း၅ဦးတေဆုံးတယ်လို့သိရပါတယ်။အာကာကွင်းအာကစားယုံပြိုကျပြည့်စည်ပြီးသမင်းတို့ပို့နေရပါတယ်။ဂျမန်နဲ့မင်းအောင်လိုင်းမန်လေးတွားနေတော့နေပြည်တော်မှာ အင်အားအတင်းတင်းရှိတဲ့မလင်နှစ်ကြိမ်ထပ်ပြီးလှုပ်ပါသေးတယ်။စေယုံချုပ်ကိုဗဟိုပြုတ်ပြီးကွက်ကွက်ပြင်းပြင်းလေးလှုပ်လို့ရရင်ကောင်းမလား။မလင်ကဖေးဖြစ်ပေါ်နေပေမဲ့စစ်ကောင်စီဟာစီရေးအရှိန်မပြတ်ပါဘူး။ဇမန်နဲ့တရက်ထဲတင်ကရင်ရှမ်းမြောက်စကိုင်းနဲ့ပဲခူးတိုင်းကနေရာ၅ခုကိုလေချောင်းတိုက်ခိုက်နေမြဲတာဖြစ်ပါတယ်။ကဲရရှာဖွေးကိုရောင်ပြလောက်သာလှုပ်ထားပြီးအနိုင်ဖမ်းတိုက်ခိုက်လို့တဲ့အနေထားကိုတွေ့ရပါတယ် အေယာရီတိုင်းအင်ဂူမြို့နယ်ရဲစခန်းကတော့ကွင်းကောက်အခြေဆိုင်အမှန်ငါတမတော်တမ်းမြင့်လေးကျင်အကြောင်းကိုစုတ်ခွာပူပေါင်းသွားရပြီဖြစ်ပါတယ်မြောက်ဆန်းအမြောက်တန်းဒီပိန်နယ်ကွင်းရွာမှာတော့ထိတွေ့တိုက်ပွဲဖြစ်ပေါ်လျက်ရှိနေသေးတာဖြစ်ပါတယ်ကာကွယ်ပစ္စည်းစက်ရုံတွေထုတ်လို့ရရဆိုင်လိုက်ရပြီလို့မနေ့ကကျွန်တော်ပြောခဲ့ပါတယ်ကိုစကားကိုကိုတိုင်တာဝန်ယူပါတယ်ကာဝေးပစ္စည်းဆက်ယုံတွေကြောင့်ကျွန်တော်သိထားရသမျှတော်တော်များများဖွင့်ချပြထားလို့ ြည်သူတွေတော်တော်များများလဲသိထားကြပြီဖြစ်ပါတယ်။ကာကွယ်ရေးပစ္စည်းစက်ရုံတွေကိုစစ်တိုင်းမှုတွေအကြောင်းကိစ္စရှိလို့ဝင်မဲ့ဆိုရင်တော့ကာကွယ်ရေးဦးစီးချုပ်ယုံကြီးကိုသတင်းပို့ချက်ခွင့်ပြုချက်ရယူပြီးမှသာရိုက်ကူးရေးအဖွဲ့မပါပဲဝင်ရောက်ရတာဖြစ်ပါတယ်။ကာကွယ်ရေးပစ္စည်းထုတ်လို့ရရာရှိချုပ်ယုံတပ်ဖွဲ့တွေဟာ1999မတိုင်ခင်အထိစစ်သားစုဆောင်ခြင်းမရှိပါဘူး။ဒီဆက်ရ family တွေလောက်သာ ကကထုတ်တက်ဖွဲ့ဝယ်ဖြစ်ဝင်ခွင့်ရတာဖြစ်ပါတယ်။2009ခုနှစ်ခန်းကစပြီးစက်ရုံစစ်တွေတိုးချဲ့ဆောက်လုပ်လာတာကြောင့်တပ်သားစစ်တွေအများအပြားအုပ်စုလိုက်ဝင်ရောက်လာပြီးပျက်စီးသွားတာပဲဖြစ်ပါတယ်။လုပ်ငန်းသဘောတဘာဝအရအင်ဂျင်နီယာလုပ်ငန်းတွေကိုလုပ်ကင်ရတဲ့ပညာရေးနာမည်ခံတပ်ဖွဲ့ကြီးကိုလေးလမ်းမအောင်တဲ့သူတွေစတင်ဝင်ရောက်ပြီးတော့လာတာဖြစ်ပါတယ်။အဲဒီကာလကလေးကကာဝယ်ရေးပစ္စည်းစက်ရုံတာဝန်ထမ်းဆောင်ရတဲ့တပ်ဖွဲ့ဝင်တွေဟာစက်ရုံတစ်ခုမှတစ်ခုတို့ပြောင်းရွှေ့ရခဲ့ပြီး တယုံငယုံထဲမှာလည်းဘဝကိုအဆုံးသတ်အနားယူရလေရှိပါတယ်ဘာလို့လဲဆိုတော့စက်ယုံတွေကမတူညီတဲ့အချက်လက်တွေကိုအောက်ခြေတက်ဖွဲ့ဝင်တွေကိုခခနာနာမသိစေချင်လို့ပဲဖြစ်ပါတယ်မြေဥတော်လိုင်းမှာဖြေရှားကြော်ကြပြီးအဆက်အသွယ်ရုပ်တရက်ပြတ်တောက်သွားပဲသွားတဲ့မိသားစုနဲ့ပါအဆက်အသွယ်မရတော့တဲ့စီရီယံဘုံမှုဟိန်းတော်ဦးနဲ့သူ့ရဲ့ညီရင်းစီရီယံဘိုးကြီးဖုန်းကြီးတို့ဟာမလွန်အခြေဆိုင် အမှတ်နဲ့ကာဝေးပစ္စည်းစက်ရုံမှာမွေးဖွားခဲ့သူတွေဖြစ်ပြီးကပ္ပစာထဲမှာအနည်းဆုံး16နှစ်ခန့်နေခဲ့သူတွေဆိုတော့ဒီစက်ရုံအကြောင်းအထိုက်အလျောက်သိမှာဖြစ်ပါတယ်ဆက်ရရင်ကာဝေးပစ္စည်းစက်ရုံတွေထုတ်လို့ရဆိုင်ထားရတော့တယုံချင်းစီကိုလေးလိုက်တဲ့အခါလေးလာလိုက်တဲ့အခါမှာတိုက်ပွဲပြင်းထန်နေတဲ့ဗရန်တန်နယ်တွေကအမှတ်16ကာဝေးပစ္စည်းစက်ရုံဆိုရင်2023ခုနှစ်ကတည်းကစက်ရုံရဲ့ main production အဓိကထုတ်လုပ်မှု ရန်နာထားရတာဖြစ်ပါတယ်အခြားဆက်ယုံတွေအတွက်စင်မင်းဖီနစ်တစိတ်တစ်ပိုင်းပြအောင်ကူထုတ်ပေးနေရတာဖြစ်ပါတယ်အဆိုပါဆက်ယုံရဲ့ SAM 16 anti aircraft missile နဲ့ longitude တွေထုတ်လုပ်တာဖြစ်ပါတယ်မြောက်ကိုရီးယားမိပညာနဲ့ဖက်ဆက်ထုတ်လုပ်တာဖြစ်ပြီး SKD အလက်900 CKD အလက်900နဲ့ IKD အလက်900ဆိုပြီးစုစုပေါင်းအလက်1500ထုတ်လုပ်ထားနိုင်ပြီဖြစ်ပါတယ် SKD, CKD, IKD ရဲ့အရှိန်အောက်တွေကိုတော့မေ့နေပြီဖြစ်ပါတယ်။ခြေမူရသဘောနဲ့အားလုံးနားလည်အောင်ပြောရမယ်ဆိုရင် SKD ဆိုတာမြောက်ကိုရီးယားထုတ် components အစိတ်ပိုင်းတွေကိုအဲ့ဒီစက်ရုံမှာ installation လုပ်လိုက်တာဖြစ်ပါတယ်။ CKD ဆိုတာကတော့ပြည်တွင်းစက်ရုံတို့အစိတ်ပိုင်းတချို့နဲ့မြောက်ကိုရီးယားနိုင်ငံကထုတ်လုပ်တဲ့အစိတ်ပိုင်းတွေကိုပေါင်းစပ်တက်စင်ထုတ်လုပ်တာဖြစ်ပါတယ်။ အကြံဉာဏ်မြင်လာအောင်ပြောရမယ်ဆိုရင်ရှန်စတာဂျစ်တို့ရေနံရောင်းစမှုဇုံဂျစ်တို့ထုတ်လုပ်ခဲ့တယ်လို့ဖြစ်ပါတယ်။ IGD ဆိုတာကတော့အဲ့ဒီစက်ရုံကနေပဲအစာအဆုံးထုတ်လုပ်တဲ့ပြည်တွင်းထုတ်စစ်စစ်တွေဖြစ်ပါတယ်။ထုတ်လုပ်ပြီးလက်နက်1500ကို ရေတပ်နဲ့လေကြောင်းရံကာကွယ်ရေးတပ်ဖွဲ့တွေကစတင်ပေးထားပြီးဖြစ်ပါတယ်။အဲ့ဒီစက်ရုံမှာနောက်ထပ်ဂျီမန်းချက်ထုတ်လုပ်ရေးစီမံကိန်းတစ်ခုရှိနေပေမဲ့ မြောက်ကိုရီးယားပညာရှင်တွေရောက်မလာခဲ့လို့စက်ရုံတွေစောက်ပြီးတန်လန်ကြီးဖြစ်နေပါတယ်2022ခုနှစ်မှာမြောက်ကိုရီးယားတွေလာမယ်ဆိုတဲ့သတင်းထွက်လာပြီးယနေ့ထိရောက်မလာခြင်းပဲဖြစ်ပါတယ်စက်ရုံနီးပညာနဲ့ဆက်လုပ်မယ်ဆိုရင်လည်းအဆောက်အဦတွေကအစအစ်ကပြန်ဆောက်ရမှာမို့လို့ရပ်တန့်သွားရခြင်းဖြစ်ပါတယ်ကြီးမားထားတဲ့ new project ကတော့ air to air missile laser beam guided anti tank missile တို့ပဲဖြစ်ပါတယ် ချမ်းမုံအတွက်အခြေခံကုန်ကျလို့ပြောရမယ် propellant founder ကိုတစ်နှစ်လည်တန်စဉ်60ကနေ120အထိထုတ်လုပ်နိုင်မဲ့စီမံကိန်းကိုလည်းရေးဆွဲထားပြီးအခြေခံအဆောက်အဦတွေပါစောက်လုပ်ထားပြီးဖြစ်ပါတယ် nitrocellulose ထုတ်လုပ်နိုင်မှုအတွက်စက်ရုံတွေကိုလည်းစောက်လုပ်ပြီးတဲ့အပြင်စက်ပစ္စည်းတွေလည်းရောက်ရှိနေတာဖြစ်ပြီးမြောက်ကိုရီးယားတွေမလာတဲ့အတွက်ရပ်ဆိုင်လိုက်ရတာဖြစ်ပါတယ်ယခုအခါမှာတော့ အမတ်ဆလီကာဝေးပစ္စည်းဆက်ယုံဟာလည်းထုတ်လုပ်ရေးရဆိုင်သွားရတဲ့ဆက်ယုံတွေထဲမှာတစ်ခုအပါအဝင်ဖြစ်လာပြီးနိုင်ရည်ကန်ခံစေအတွက်ထုတ်လုပ်ရေးစစ်တီတွေကိုတိုက်ခိုက်ရေးအင်အားစုဖြစ်အားဖြည့်ထားရပြီးဂျမန်နေ့တိုက်ပွဲမှာတက်ကြနှစ်ယောက်မရှိကြိုက်သွားခဲ့ရပါတယ်စစ်ရေးခြေအနေနဲ့ပြောရမယ်ဆိုရင်နိုင်ရည်ကန်ဘက်မှာဒီနေ့မနေ့ထိပ်တွေ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသေးပဲဖြစ်ပါတယ်ကပ္ပစာဆက်ယုံတွေကိစ္စနဲ့ပြန်ဆက်ရရင်တချို့ကပြောကြပါလိမ့်မယ် မလင်လာခမစားဆက်ယုံတွေပဲမရောက်ပါဘူးဆိုပြီးလဲတွေးစားကြပါလိမ့်မယ်ဒီပဲပောက်ကရပြောနေကြပြီဆိုပြီးတော့လဲတွေးနေကြပါလိမ့်မယ်ခိုးရခင်ကလေးကကျွန်တော်ပြောခဲ့ပါတယ်ကမစားဆက်သားတွေကဂျိုသားတွေဖြစ်ပါတယ်လို့ဘာလို့လဲဆိုတော့တရားစစ်မီးပြက်ပြီဆိုရင်ထေကနေထပြီးကတောင်ကတဲ့သူတွေဖြစ်ပါတယ်ဒီလိုဆိုရင်ကာဝေးပစ္စည်းဆက်ယုံတွေဘာကြောင့်ရဆိုင်သွားရတယ်လဲနံပါတ်1ငလင်တန်ကြောင့်အထိကအပျက်စီးတွေလည်းရှိပါတယ် တဘာဝဘေးဒဏ်ဖြစ်ပြီးဆိုရင်စစ်တပ်ကအစာအုပ်တွေကထိတ်ဆုံးကပြုတ်ရတယ်တချို့ဝမ်းဆောင်အချိုးစားလို့ကျွန်တော်ကတော့နာမည်ပေးထားပါတယ်ဒီလမြေတဲအိတ်ကိုအနီနာချောင်းထဲကနေအလကားရတဲ့တဲတွေရေတွေကြောက်ခဲတွေနဲ့ရောစပြီးစောက်တာဆိုတော့အလိုလိုနေနေရန်ကြီးအချက်လိုက်ကွာတာတို့လက်နဲ့ချက်ကြီးအိမ်ပြောင်တက်လိုက်လို့ပြုတ်ကျသွားတယ်လို့ဖြစ်နေကြဖြစ်ပါတယ်ကောင်းပါပဲဆိုတဲ့အစာအုပ်ဟာနေရန်ကိုဖုံးပြောရင်စိတ်ကစားရတဲ့ကောင်းပါလေးတယောက် လက်တန်းနဲ့ချီရင်တောင်ဖုံးပေ1900လောက်ကုန်ရင်ဟောင်းလောင်းပေါက်ဖြစ်ပါတယ်။ကျုံရင်ချစ်ကြည့်ပါ။သဲလေးတွေကိုချစ်နေရတယ်လို့မျိုးလေးခံစားရပါလိမ့်မယ်။တကယ်လို့မပြိုခဲ့ရင်လည်းပြိုအောင်ဖြိုပြီးဓာတ်ပုံရိုက်ပါသေးတယ်။နောက်တစ်ချက်ကရေဖြစ်ပါတယ်။အသုံးပြုရန်ရေအခက်အခဲများစွာဖြစ်ပေါ်နေပါတယ်။ကာကွယ်ရေးပစ္စည်းစက်ရုံတွေအကြောင်းနားလည်တဲ့သူတွေသိပါတယ်။သံမဏိကိုသံမဏိချင်းတိုက်စားပုံဖော်ထုတ်လုပ်ကြတာဖြစ်တဲ့အတွက်ရေကိုတုံးဆွဲရပါတယ်။ ိုတိုင်မောင်းနိုင်ခဲ့ဘူးတဲ့၎င်းအမျိုးအစား CNC computer numerical control milling machine ဆိုရင်ရေရောစီအရက်ဖက်အခေါ်ဖြစ်တဲ့ချောစီနဲ့ရေအချိုးအစားတစ်မျိုးနဲ့ရောစထားတဲ့နွားနို့ရောင်အစဲရှိတဲ့စီတစ်မျိုးအချိန်ပြည့်ပိုက်နဲ့ထိုးထားပေးရတာဖြစ်ပါတယ်ဆက်ရုံအများစုမှာအရန်ရေဟာလဲတစ်ရက်နှစ်ရက်အတွင်းမှာကြက်တောက်တော့မှာဖြစ်ပါတယ် အញ្ញမိဇက်တွေရှိနေတယ်ဆိုပေမဲ့ထုတ်လုပ်ရေးအပြေအဝလုပ်နိုင်စွမ်းရှိမနေဘူးဖြစ်ပါတယ်။ကစုံမအခြေဆိုင်အမှတ်27ကာဝေးပစ္စည်းဆက်ယုံဆိုပါလေတရက်ကိုလေရင်ဘုံစီအလုံး40မဖြစ်မနေထုတ်လုပ်ပေးနေရတဲ့ဝစ်စင်းရဲကနေကင်းလွတ်သွားပြီဖြစ်ပါတယ်။ညောင်ခြေရောက်ခြေဆိုင်အမှတ်6ကာဝေးပစ္စည်းဆက်ယုံဟာလည်းထုတ်လုပ်မှုရပ်ဆိုင်းလိုက်ရပြီဖြစ်ပါတယ်။ကြံရှိနေတဲ့စက်ရုံတွေအကြောင်းသိစိတ်ကိုတော့စုံစမ်းသိရှိရတဲ့အချက်အလက်တွေစုဆောင်းတိစောက်ပြီးတဲ့အခါမှာတင်ပြပေးသွားပါအောင်မယ်။ ဓာတ်ပုံမှန်တန်းရရှိဖို့တော့အင်မတန်ခက်ခဲပါတယ်အစပိုင်းကပြောခဲ့သလိုတိုင်းမှုတောင်ရိုက်ကူးရေးအဖွဲ့ထားခဲ့ပြီးမှဝင်ရတဲ့ထိတ်တန်းလျုပ်ရဲ့နေရာတွေဖြစ်ပါတယ်ဖုံးဖိထားတဲ့စေယုံချုပ်ပျက်စီးမှုကမှဓာတ်ပုံရနိုင်ခြင်းရှိပါသေးတယ်စေရဲနေထားကတော့စစ်ကောင်စီကအရှိန်မတက်ပါဘူးစစ်တပ်ဟာစေရဲအရှိန်မချဘဲတိုက်စစ်ဆင်နေမှာပဲဖြစ်ပါတယ်မင်းအောင်လှိုင်ဟာအယူပါတယောက်သာဖြစ်ပါတယ် ခြေကြီးလက်ထက်တုံးကနိုင်ငံတကာဝင်ရောက်ကယ်ဆယ်မှုကိုညှဉ်းဆန်ခဲ့ပြီးမင်းအောင်လိုင်ကတော့ဝင်လာပေးကြပါဆိုပြီးတောင်းဆိုလိုက်ပါတယ်။သူ့ရဲ့စစ်တပ်စိတ်တိုင်းကြစစ်တိုက်လို့ရအောင်ဆိုတဲ့အချက်ပြင်းတစ်ချက်ခုတ်၃၄ချက်ပြက်မဲ့အကောက်ကြံခလောက်ဆန်မဲ့အနေအထားမျိုးကိုလည်းမြင်နေရပါတယ်။နေပြည်တော်ဆိုရင်ဗျာစေးပြဘွဲမှာအင်အား၈၀၀၀စုထားတဲ့အဖွဲ့တွေရွာတော်တဲခုရေးမှာပဲရှိပါသေးတယ်။အကုန်လုံးများတေကုန်လို့လာတော့မသိဘူး။ ခါတိုင်းဆိုရင်တပြက်စီးလေးတွေကိုစီကိုင်းပြီးတော့ချွေချောင်ထပ်ပုံတောင်းထွက်ရိုက်မပြနိုင်တော့တာကိုတွေ့ရပါတယ်။ဘရောင်းစင်းမျက်နှာမှာကတော့ထုတ်လို့ရရဆိုင်ထားရတဲ့အမတ်6ကာဝေးပစ္စည်းစက်ရုံကစစ်ကြောင်းတစ်ခုဟာသဲဗျူရှော်ဗျူနဲ့28မိုင်ဘက်ကိုထွက်လာဖို့စူဖွဲ့ပြင်ဆင်နေကြပြီဖြစ်ပါတယ်ခင်ဗျာ။မလင်ဗေးတန်တဲ့ပြည်သူများအားလုံးနဲ့အတူထပ်တူခံစားရပါတယ်။ကုညီကယ်ဆယ်ရေးအဖွဲ့တွေအများဆုံး ရောက်ရှိပါစေကဲတင်နိုင်ပါစေလွတ်မြောက်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်